ုံးထောင်လိုက်တော်လည်းမဟုတ်ဘူးကွာလေနဲ့ပုံချက်မှငင်းချမ်းကြီးတော့ဆရာဝန်တယောက်နေနဲ့ပြောမယ်ဆိုရင်တရားတွေများနေတယ်ကျွန်တော်တို့တိုင်ပြီပြည်သူတွေမရှိတော့မှကျွန်တော်တို့မြန်မာတက်မလို့ရရေးချမ်းမှာကျွန်တော်တို့လက်ရှိအညာဒေသမှာရှိတဲ့လက်ကင်ထုတ်တယ်ခမားတို့ခမားတို့ဘုရားသိသေးလေးကျွန်တော်တို့အများအားပြောပါတယ်ခမားတို့ခိုးစရာဆိုလို့ထဏောင်းမိရှိမယ်ထမ်းမိရှိမယ်မြေပဲမိရှိမယ် ပဲစီငုံမင်းရှိမယ်ဒီနေရာပဲခင်ဗျားတို့ခိုးလုံးရပါတယ်ခိုးလုံးရပါတယ်ခင်ဗျားတို့ရဲ့ကြီးတယ်ဆိုတော့ခင်ဗျားတို့ရဲ့ဆရာတွေကခင်ဗျားဥကျိုးသွားပြီခင်ဗျားတို့ကပတေးလေးတွေပပားလေးတွေတောက်ချပလိုက်လို့ရတယ်ဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာဒါဆိုရင်စလိုက်ရအောင်မင်းတို့ငါတကယ်အံ့ဩတယ်ကွာဒီနိုင်ငံမှာနေတယ် ဒီနိုင်ငံရေကိုတောက်တယ်ဒီနိုင်ငံအာဏာရှင်ကိုမင်းတို့ကောင်တွေဘုံမြတ်ထောင်းတယ်မင်းတို့ရေချက်ကဘာလဲခမားပြောတာနဲ့တော့စုံနေကျွန်တော်တို့ကဆီအာဏာရှင်ကိုတော်လှန်နေရတယ်ဘာဆီအာဏာရှင်အဲ့စကားကိုနားမလဲလို့ဒီနေ့တော့ရှင်းပြအောင်အာဒီဖိုးကြီးရတယ်ခမားဆိုင်ချောင်းရှိတယ်ဗျကျွန်တော်စလို့ပါဗျဟဲ့ဟုတ်ဟုတ်ဘုံတော်ဟိုင်းတော်လည်းမဟုတ်ဘူးကွာ လေနဲ့ပုံချက်မှငင်းချမ်းကြီးတော့ဆရာဝန်တယောက်အနေနဲ့ပြောမှဆိုတရားတွေများနေတဲ့ကျွန်တော်တို့တိုင်ပြီပြည်သူတွေမရှိတော့မှကျွန်တော်မြန်မာတက်မလို့ရည်ကြမှာရွေးကောက်ပွဲဆိုတာစစ်အာဏာရှင်တွေရဲ့ထွက်ပေါက်ပဲကွာအေးမင်းတို့အတိထားမှာစစ်ရေးနိုင်ငံရေးပြည်ပခါတွေကိုဆုံးသက်ပေးနိုင်တာပဲအဲ့လိုခဏမပေးရတာခဏကျွန်တော်ပြတ်တက်နေရတာ ့ဘုံရှာလို့ရှိရင်တော့ဆောက်လို့လောက်အောင်ပါဗျာမင်းကတော့တို့မျိုးနေရမနေဘူးကဲကိုတော်လာကြီးကျွန်တော်တို့ကတော့ပေါ်မှမှာပဲရတော့ဘာလို့ပေါ်မှမလဲဆိုတော့ဒါကျွန်တော်တို့ရဲ့အကျိုးစီးပွားဖြစ်နေတာမိပြင်အချိန်နေရဆိုရင်6800ဇာတိရတယ်မရပုံမပေးလို့ဆိုပြီးတော့အရင်လို comment နေမှာဝါရကောင်းကောင်းမဖြတ်နိုင်တော့အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ပဲရှေ့ထွက်ပြီးတော့ပေါ်မှပေးမှာပဲရတော့မှာနေပါ ခမရတော့အရင်ကလည်းအေးဆေးပဲနေကြတာဘာတိပါတာပဲအခုမှဘာတိထဖြစ်နေကြလဲမင်းဘာတိလို့လဲမင်းဘာမသိမင်းဆောက်ပတ်ပိတ်တာကိုတစ်ခင်ပြောတာမှန်တယ်ဗျမကြခင်ရေကောက်ဝယ်ရလာတော့မှာကျွန်တော်တို့ဝါတာဖြန့်သမျှကလည်းဆောက်ချက်ကွဲရနဲ့အစဲခင်အားကြီးတတတပြောက်စီယူတပြောက်စီယူမင်းဆောက်ပတ်မပိတ်သေးဘူးလားစစ်တက်ဆိုပြင်မိုးဝထောင်ပြီးခေါင်းရက်တက်ပြစ်တာနောက်တော့ကမစမ်းပိတ်ရင်မင်းကိုဖမ်းကားလိုက်မှာနော်အေးဗျကျွန်တော်တို့ရေကောက်ဝယ်ကိုဒီကဘာလုံးကဆောက်ကြည့်နေကြတာ စောင့်ကြည့်မှာပေါ့ဘယ်ချိန်ထောက်ရောက်မှာမလဲမှမသိဘူးဟာအလုံးဝလားမင်းနေနေများသွားပြီမင်းခဏနေမင်းဘယ်မှမသွားနဲ့ခဏနေဟယ်လိုကြာကြီး3 seconds later မနာလေးပြောမိတာဗျာလုံခဲ့တဲ့တနစ်ကြော်ခန်းက TNL လေးခေါင်းဆောင်ပိုင်းဖြစ်တဲ့တာကြကြရဲ့ပြောဆိုတဲ့သတင်းဖိုင်ကိုတင်ပြပေးကြပါမယ်လုံခဲ့သောတနစ်ကြော်ခန်းကအခြေအနေပါ အဲ့ချိန်တော့ကဒီတာချာချာနဲ့တာချာချာနဲ့ကျွန်တော်တို့ဒီမြန်မာနောင်းတို့တွေ့ဆုံတဲ့အင်တာဖြူပါအဲ့ဒီမှာတာချာချာပြောတဲ့အတန်ကိုအတန်ဖိုင်ကိုကျွန်တော်တင်ပြပေးချင်ပါတယ်ကျွန်တော်ပို့ပြီးတော့များတာပါခေါင်းက standard army တို့ပြောဖို့တော့မလိုတော့ဘူးဒီကနေ့တို့ဒီ standard army ကထဲတော်မစစ်စားတော့ဘူးတို့ရက်တည်ရေးဖို့တော့တောင်မှအနိုင်နိုင်ဖြစ်တယ်ဘောမစစ်တပ်ကလုံးဝပြိုကွဲသွားနိုင်တဲ့အနေထားတော့တဖြည်းဖြည်းတော့သွားတာပါလေ ဒါကတော့ TNL ခေါင်းဆောင်ဖြစ်တဲ့တာချာချာပြောဆိုခဲ့တာပါသူရဲ့ပြောဆိုမှုကမြန်မာနောင်နဲ့အင်တာဗျူးမှာပြောဆိုခဲ့တာပါအဲ့တော့မြန်မာနောင်အနေနဲ့လည်းလက်ရှိဒီတာချာချာကိုမေးပြပါအောင်ဘာကြောင့်မိုးကုံနဲ့မိုးမွေးကနေဘာကြောင့်ဆုတ်ရတယ်လို့မေးပြပါမေးပြပါအဲ့ဒီကနေ့မှာတော့ TNL လက်နက်ကင်ဖွဲ့ကသူတို့အနေနဲ့မိုးကုံမြို့နယ်နဲ့မိုးမွေးမြို့နယ်ကနေပြီးတော့ဆုတ်ခွာပေးမယ်လို့ဖော်ပြလာပါတယ်ဒီလိုဒီလိုဖြစ်လာတဲ့အကြောင်းရင်းကတရုတ်နိုင်ငံကုမင်းမြို့မှာကုမင်းမြို့မှာ တက်မလွန်နဲ့ DNL ဖွဲ့လို့တွဲဆုံပါတယ်ဒီတွဲဆုံမှုကကိုးကျင်မြောက်လည်းဖြစ်ပါတယ်ကိုးကျင်မြောက်တွဲဆုံမှုဖြစ်ပါတယ်တဲ့ဒီ29ရက်အော်တိုဘာ29ရက်28ရက်နေ့မှာတွဲဆုံတယ်တွဲဆုံပြီးတော့ဒီ29ရက်နေ့မှာပလောင်လန်းတကိုင်ဖွဲ့ပြည်တဲ့ DNL ကနေပြီးတော့သူတို့ဘက်ကထုတ်ပြန်လာတာဖြစ်ပါတယ်သူတို့အနေနဲ့မုံကုံမြို့နယ်နဲ့မုံမိတ်မြို့နယ်တွေကနေသူတို့ဆုတ်ခွာမယ်ဆုတ်ခွာပြီးတော့သူတို့ရဲ့သူတို့မှာဆက်ပြီးတော့ဖော်ပြထားတာကနှစ်ဖက်တက်တွေကရောက်တဲ့နေရာကနေပြီးတော့အပြစ်ရပါမယ်တဲ့ဒီနှစ်ဖက်အပြစ်ရမှုကဒီကနေ့ည ဒီကနေ့အော်တိုဝါလာ29ရက်နေ့ည7:00နာရီအချိန်ခန့်မှာအတောက်ဝင်မှာဖြစ်ပါတယ်။ယနေ့ယနေ့အချိန်ကျတော့အတောက်ဝင်သေးဘူး။ဒီကနေ့ည7:00နာရီမှာအတောက်ဝင်မှာဖြစ်ပါတယ်။အဲ့ဒီမှာသူရဲ့ဒီသဘောတူညီချက်တွေမှာပေါ်ပြလာတာကတက်မလို့အနေနဲ့ဝင်ထိုးစစ်ကိုရပ်ပေးရမယ်၊မြေပြေထိုးစစ်ကိုရပ်ပေးရမယ်။ဒါသူတို့ဘက်ကပေါ်ပြချက်ပါ။အဲ့တော့ပလောင်လန်းတကိုင်ဖွဲကတော့ကျွန်တော်တို့ဒါမိုးကုတ်မြို့နယ်နဲ့မိုးမိတ်မြို့နယ်ကနေသူတို့ဆုတ်ခွာပြီ။မြို့နယ်ပါမြို့မဟုတ်ပါဘူးမြို့နယ်ပါ။မြို့ရဲ့တတ်မှတ်ထားတဲ့နိုင်ငံတော်နဲ့တတ်မှတ်ထားတဲ့ မျိုးနယ်ရဲ့အိန္ဒိယတွေကနေဆုတ်ခွာမှာပါဆုတ်ခွာမှာပါအဲ့တော့တမလောကဘာတွေရလိုက်လဲတမလောရလိုက်တာကနံပါတ်1တမလောကဆုံးရှုံးသွားတဲ့နယ်မြေတွေရဖို့အတွက်နံပါတ်1စီရေးရစီရေးစစ်စင်ရကျွန်တော်တို့နယ်မြေရှင်းလင်းပါတယ်နယ်မြေရယူပါတယ်ဒုတိယချက်ကနိုင်ငံရေးရနယ်မြေတွေရယူပါတယ်နယ်မြေတွေထိန်းသိမ်းပါတယ်နယ်မြေတွေရရယူပါတယ်နယ်မြေတွေထိန်းသိမ်းပါတယ်လက်ရှိတမလောကရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင်ကျွန်တော်တို့ဆုံးရှုံးသွားတဲ့ပြီးခဲ့တဲ့နှစ်တွေကဆုံးရှုံးသွားတဲ့နေရာတွေရဖို့အတွက် စစ်စင်ဆောင်ရတဲ့နိုင်ငံရေးရလုပ်တယ်လက်ရှိတော့ကျွန်တော်တို့နှစ်မျိုးပြင်ရပြီပေါ့ဒီနှစ်မျိုးပြင်ရဖို့ကလည်းဒီပလောင်လာနှက်ကင်အဖွဲ့ကတပ်မတော်တောင်းဆိုတာပါအဲ့တော့တိတ်တပ်မတော်အနေနဲ့ဒီနှစ်မျိုးကိုပြင်ပါအပြည့်ရပေးပါဒီလိုမျိုးတောင်းဆိုပါလေအဲ့တပ်မတော်တပ်မတော်တော့ကကျွန်တော်အကျိုးမြတ်ပါဘာအကျိုးမြတ်ရလဲပေါ့ဘာအကျိုးမြတ်ရလဲဆိုရင်ဒီဒီကျွန်တော်တို့ KIA ရဲ့လက်နက်လမ်းကြောင်းဖြစ်တဲ့လက်နက်လမ်းကြောင်းဖြစ်တဲ့ KIA ကကျွန်တော်တို့ဒီမုံမိမျိုးနယ်ကိုအခြေခံပြီးတော့အဲ့ဒီကနေဖြတ်ပြီးတော့မန္တလေးတိုင်းကိုဝင်ရောက်တဲ့လက်နက်ခဲရင် အဲ့ဒီကနေဖြတ်ပြီးတော့စကိုင်းတိုင်းတဲ့ကိုဝင်ရောက်တဲ့ဒီလက်နက်လမ်းကြောင်းတွေကိုတပ်မတော်ကထိတ်ဆုပ်နိုင်ပြီးသွားပြီထိတ်ဆုပ်နိုင်သွားပြီဒုတိယချက်က KI နဲ့ DNL ရဲ့ထောက်ပို့လမ်းကြောင်းကိုထိတ်ချုပ်လိုက်ပြီအဲ့တော့တပ်မတော်တို့ကကျွန်တော်တို့အကျိုးမြတ်အကြီးပဲနောက်ထပ်အကျိုးမြတ်ကဒေသခံတဲ့အကျိုးမြတ်ပါမကြခင်ကာလမှာမုံမိတ်မြို့ကအနေနဲ့မုံမိတ်မြို့နယ်သူမြို့နယ်သားတွေနဲ့မိုးကုတ်မြို့နယ်သူမြို့နယ်သားတွေအိမ်ပြန်တော့မှာဖြစ်ပါတယ်ခင်ဗျားတို့အိမ်ပြန်တော့မယ်အိမ်ပြန်ပါတော့မယ်အဲ့တော့ကျွန်တော်လည်းမကြခင်ရပိုင်းမှာ ီမိုးကုတ်မြို့ကိုသွားပြီးတော့ပလောင်လန်းနက်ကိုင်အဖွဲ့တွေရဲ့မြို့ထဲမှာဖောက်ထွင်းဝင်ရောက်မှုတွေခိုးယူမှုတွေကိုတော်ရောက်ရိုက်ကူးမှာဖြစ်ပါတယ်ကျွန်တော်သိရသလောက်ပလောင်လန်းနက်ကိုင်အဖွဲ့တွေကမိုးကုတ်မှာရှိတဲ့ဘန်တွေတွေကလည်းဖောက်တယ်ရခိုင်တိုင်းပဲဖောက်တယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်းထုံးတီးတူဖောက်ခဲ့တယ်ပြီးရင်ကျွန်တော်မိုးကုတ်ကောက်ခွင်းမှာမိုးကုတ်ကောက်ခွင်းမှာလည်းကြောင်းမြက်တွေတူးခဲ့တယ်ပြီးရင်ကျွန်တော်အဲ့မှာရှိတဲ့ဒီတစ်တော့ area တွေတစ်တော့ area area တွေကိုလည်းသူတို့ကြောင်းမြက်တွေတူးခဲ့တယ်ဒီ area တွေကိုကျွန်တော်ရိုက်ကူးတင်ပြတော့မှာဖြစ်ပါတယ်လက်ရှိဒီတပ်မတော်ကတော့ဆေးရရစ်ပါတဲ့ နောင်ချိုနောင်ချိုကြောင်မဲ့တီဘောမျိုးတွေကိုကျွန်တော်ထိချုပ်ပြီးဖြစ်ပါတယ်။တနည်းအားဖြင့်ကျွန်တော်တို့လိုင်းရှိုးကနေပြီးတော့မန္တလေးထိလမ်းကြောင်းတွေအားလုံးကပွင့်ထွက်သွားပြီ။ပွင့်ထွက်သွားပြီ။အဲ့တော့ဒီအောင်မြင်မှုကကျွန်တော်တို့ကြီးကြီးမားမားပါ။အဲ့တော့ကျွန်တော်မြင်ချင်တာကတာဖုံးကျော်။တာဖုံးကျော်ကပြီးခဲ့တဲ့ရက်ပိုင်းကထုံးတို့ထားမယ်လို့သူရေးခဲ့တယ်။တာဖုံးကျော်ကထုံးတို့ထားမယ်။တာချက်စားပြောခဲ့တာကမြန်မာစစ်တပ်ပြိုကွဲနေပြီ။လွှဲယူပြောခဲ့တာကကျမတို့တလက်မမသူတို့ထိချုပ်တဲ့မြေကနေမဆုတ်ခွာဘူး။ ြောခဲ့ပါတယ်ခင်ဗျားတို့ပြောခဲ့တာပါခင်ဗျားတို့ရဲ့ Facebook အကောင့်တွေမှာရှိပါတယ်တာပုံးကျော်ဆိုရင်ထုံးတို့ထားတယ်လွှဲဦးဆိုရင်ကျမတို့ထဲချုပ်နေမြေကနေတလမ်းမမနောက်မဆုပ်ဘူးတာချက်သားဆိုရင်မြမတက်မတော်ပြိုကွဲနေပြီသူတို့ပြောခဲ့တာပါလက်ရှိတော့သူတို့သူတို့ကိုယ်တိုင်ပဲတက်မတော်ကိုအပြည့်အပြည့်ရပေးပါအဲကျွန်တော်တို့ကျွန်တော်တို့မိုးကုန်းနဲ့မိုးမင်းမြို့ကနေပြီးတော့ကျွန်တော်တို့ဆုတ်ခွာပါမယ်လို့ပြောခဲ့ပါတယ်ဒုတိယချက်ပါလက်ရှိဒီမန္တလေးတိုင်းဒေသမန္တလေးတိုင်းဧရိယာထဲမှာရှိတဲ့ ။တပိတ်ချင်းစင်ကူမရယာအိဒိယတချို့မှာပလောင်လနကိုင်အဖွဲ့နဲ့မန္တလေး PD အဖွဲ့တွေတွဲပြီးတော့လှုပ်ရှားနေတာပါ။တွဲပြီးလှုပ်ရှားနေတာပါ။အဲ့တော့ပလောင်လနကိုင်အဖွဲ့တွေကဆက်ပြီးပဲဒီ NUG PD နဲ့ဆက်တွဲမလား။ဒါမှမဟုတ်ကိုဒေတာကိုပြန်မလားကျွန်တော်ဆက်ကြည့်ရမှာဖြစ်ပါလေ။တပ်ဘော်ကတော့စင်ကူမရယာစင်ကူမရယာတပိတ်ချင်းတချို့ကိုကျွန်တော်ဆက်ပြီးတော့ထိုးစစ်ဆင်မှာဖြစ်ပါလေ။အဲ့တော့ရှင်းပါလေ။ဒီပလောင်လနကိုင်အဖွဲ့တွေက NUG နဲ့ PD ကိုဘိုက်တလုံးနဲ့ထားခဲ့မလား။ ကိုနဲ့ရလာတဲ့ကလေးကိုကိုယ်တိုင်တာဝန်ယူမှာလားဆိုတာကျွန်တော်စိုက်ကြည့်ရမှာဖြစ်ပါတယ်။တေချာတာကတော့ရီမုံနဲ့အပေါင်းပါတွေကတော့ဘိုက်တလုံးနဲ့ကြံခဲ့ပြီ။ရီမုံနဲ့အပေါင်းပါဗမာစစ်သွေးကြောအဖွဲ့တွေဘိုက်တလုံးနဲ့ကြံခဲ့ပြီ။အဲ့တော့ခင်ဗျားတို့ပြောတဲ့ငွေနွေဥတော်လန်ကြီးပေါ့ဗျာ။နွေဥတော်လန်ရတော့ဂားငွေကိုကွေ့သွားပြီ။ဂားငွေကိုကွေ့သွားပြီ။တက်ချုပ်ကြီးရဲ့ပြောဆိုမှုကတက်ချုပ်ကြီးရဲ့ကျွန်တော်မိကုံးပေါ့ဗျာ။တက်ချုပ်ကြီးရဲ့မိကုံးက လက်နက်ကင်ပြီးရောလက်နက်ကင်အကြမ်းဖက်ပြီးတော့နေမြေတောင်းဆိုမှုကိုဘယ်တော့မှလက်မခံဘူးလို့ပြောဆိုခဲ့တယ်။ပြီးခဲ့တဲ့တပ်မတော်နေခန်းနာမှာပြောဆိုခဲ့တာ။ပြောဆိုခဲ့တယ်။အဲ့လိုပဲကျွန်တော်တို့ပြီးခဲ့တဲ့ဒီ NCA စနစ်ပြည့်ခန်းနာမှာဆိုလည်းပဲပြောဆိုခဲ့တာရှိတယ်။ဇူရူအစေအနေနဲ့ပြည်နယ်တောင်းကြီးလွတ်တော်တယ်ဝင်လွတ်တော်တယ်ကတောင်းအပြာမတောင်းနဲ့လို့ပြောဆိုပြီးပါဒါတပ်မတော်ရည်ရည်ချက်ပဲ။တပ်မတော်ရည်ရည်ချက်တပ်မတော်သဘောထားပဲ။ NCA စနစ်ပြည့်နှစ်ပတ်လည်နေခန်းနာမှာပြောခဲ့တာဒါတပ်မတော်ရည်ရည်ချက်ပဲ။တပ်မတော်ရည်ရည်ချက်ကတော့ရှင်းတယ် ဆုံးရှုံးသွားတဲ့ကျွန်တော်တို့နေမြေတွေအားလုံးကိုနံပါတ်1ဆေးရတိုက်မယ်နံပါတ်2နိုင်ငံရေးစကားပြောမယ်နံပါတ်3ဒါနဲ့အတူတန်တမာရေးအောင်တပြိုင်တည်းလုပ်မယ်နံပါတ်4ရွေးကောက်ပွဲကိုတပြိုင်တည်းကျင်းပါမယ်ရှင်းရှင်းလေးပဲတပ်မလို့ကသူတို့လို့သူတို့လောက်သွားတာလက်ရှိတပ်မလို့ရဲ့လုံလုံးမှုကင်မှုတွေကတဖြည်းဖြည်းယုံလုံးပေါ်သွားပြီယုံလုံးပေါ်သွားပြီအဲ့တော့အဲ့တော့ကျွန်တော်တို့ဒီပလောက်လန်းတကိုင်အဖွဲရတော့အပြည့်ရက်ပေးပါကျွန်တော်တို့မိုးကုန်းနဲ့မိုးမိတ်ကလည်းကျွန်တော်ဆုတ်ပေးပါမယ်မြို့ မောကမောကုံမျိုးနဲ့မုံမိတ်မျိုးမဟုတ်ပါဘူးမောကုံမျိုးနဲ့နဲ့မုံမိတ်မျိုးနဲ့ကလည်းဆုတ်ခွာတော့ဆုတ်ခွာပေးပါမယ်လို့ဖြစ်သွားပြီအဲ့တော့ရှင်းပါတယ်ခင်ဗျာတက်မတော်တော့ခင်ဗျာဒီနေမျိုးတွေဆက်ရှင်းပါပဲအော် channel လူကမေးမယ်ဟာ channel နေမျိုးတွေဘယ်လိုလုပ်ပါလဲဆက်လုပ်ပါလိမ့်မယ်နံပါတ်1စေရလုပ်ပါလိမ့်မယ်နံပါတ်2နိုင်ငံရလုပ်ပါလိမ့်မယ်ဆက်လုပ်ပါလိမ့်မယ်အဲ့တော့ဝါသားစရာကတော့ကျွန်တော်တို့မောကုံမျိုးကန်နေနဲ့မုံမိတ်မျိုးကန်နေမကြခင်အိမ်ပြန်ရတော့မှဖြစ်ပါတယ်တက်မတော်ကတော့ကျွန်တော်ပြန်လဲထူထောင်ရေးတွေစာသင်ကျောင်းဖွင့်လေရေးတွေလျှက်စီမီရရှိတွေတပြိုင်တည်းဆက်ပြီးဆောင်ပေးတော့မှဖြစ်ပါတယ် ခင်ဗျားတို့အကြမ်းတ်အုပ်စုအောက်မှာခင်ဗျားတို့ပြပြဝဲအောင်နေခဲ့ပြီးသွားပြီခင်ဗျားတို့ဘလို့နေခဲ့ရလဲခင်ဗျားတို့အသက်ရှင်ရက်တိခွင်းနဲ့ဘလို့နေချက်တဲခဲ့ရလဲခင်ဗျားတို့သားသမီးတွေရဲ့ပညာရေးပညာရေးတွေရက်တန့်ခဲ့ရတယ်ရှင်းပါလေတက်မတော်မှာတပါခင်ဗျားတို့ရဲ့ခင်ဗျားတို့ရဲ့စာဝတ်နေခင်ဗျားတို့ဘဝရဲ့လုံခြုံရေးစောက်ရှောက်ပြီးတဲ့တက်မတော်မှာတပါဘယ်ဘူးမှမရှိဘူးဘူးမှမရှိဘူးရှင်းရှင်းလေးပဲကျွန်တော်တို့ကလက်ခံတာတက်မတော်ကနိုင်ငံတော်ရဲ့ကြိုးရိုးပဲ ရှင်းပြဒိုးဆက်လို့ပဲအတမတော်ဒီနိုင်ငံတော်ဒီကာကွယ်ကာကွယ်ပြိုသွားရင်ခင်ဗျအားလုံးပြိုခဲ့တာပဲကျွန်တော်တို့ပြီးခဲ့တဲ့ကာလမှာတမတော်ကနေပြည်တော်ဆော့ရလိုက်ရတဲ့နောက်ပိုင်းမှာပညာရေးကဏ္ဍဝုံးစိုလဲသွားတယ်ကျမ်းမာရေးကဏ္ဍဝုံးစိုလဲသွားအကုန်လုံးခင်ဗျအစိုးရရန်နဲ့အကုန်လဲခဲ့တာပဲအကုန်လဲခဲ့တာပဲအဲ့တော့ကျွန်တော်တို့မိုးကုတ်မျိုးသူကမိုးကုတ်မျိုးနဲ့သူမျိုးနဲ့သားတွေအိမ်ပြန်တော့မယ်ခင်ဗျားတို့ရဲ့တာသမီတွေစာပြန်သင်ရတော့မယ်ဝမ်းသာလိုက်တော့ဝမ်းသာလိုက်တော့မုံမိတ်မျိုးကန်နေခင်ဗျားတို့တာသမီတွေ စာပြန်သင်ရတော့မယ်ခင်ဗျားတို့ကြားမှာအဲဆောက်ချုပ်ကံပိုင်ခွင့်တွေရတော့မယ်စသဖြင့်နိုင်ငံတော်ကနေပြီးတော့လိုအပ်ချက်တွေနိုင်ငံတော်ဖြည့်ဆည်းပြီးတော့မယ်ဒီနေရာမှာကျွန်တော်တို့ထပ်ပြီးပြောချင်တာကတက်မလို့နဲ့ပူပေါင်းပါခင်ဗျားတို့ data အေဂျင့်ကြီးတော့တက်မလို့နဲ့ပူပေါင်းပါနောက်တစ်ချက်ပါကျွန်တော်တို့မိုးကုတ်နဲ့မိုးမိတ်မျိုးနဲ့မှာရှိတဲ့ပလောင်လန်းနကိုင်ဖွဲ့တဲ့လက်ကင်တို့တွေကျွန်တော်မြေလန်ရှာပါမယ်လက်ရှိလက်ကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နောင်ချိုကြောင်မဲတီဘောမှာရှိတဲ့ပလောင်လန်းနကိုင်ဖွဲ့တွေရဲ့လက်ကင်တို့တွေမြေလန်နေပါပြီ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုလက်ရှိကျွန်တော်ထိထိသိနေပါတယ်။ပေါင်းဝင်သူတွေကိုကျွန်တော်တို့ဒါကျွန်တော်တက်မတော်ကနေပြီးတော့စစ်ဆင်းနေပါတယ်။စစ်ဆင်းနေပါတယ်။အဲ့တော့လက်ကင်ဒုတ်တွေလက်ကင်ဒုတ်တွေသတိထားပါအဲ့လိုပဲကျွန်တော်တို့လက်ရှိအညာဒေသမှာရှိတဲ့လက်ကင်ဒုတ်တွေခမားတို့ခမားတို့ဘုရားသိသေးလေးကျွန်တော်တို့အများအားပြောပါတယ်ခမားတို့ခိုးစရာဆိုလို့ထဏောင်းမိရှိမယ်ထမ်းမိရှိမယ်မြေပဲမိရှိမယ်ပဲစီငုံမိရှိမယ်ဒီနေရာပဲခမားတို့ခိုးလုံးရပါတယ် ခုံလို့ရပါတယ်ခင်ဗျားတို့ကကြီးတယ်ဆိုတော့ခင်ဗျားတို့ရဲ့ဆရာတွေကခင်ဗျားဥကျိုးသွားပြီခင်ဗျားတို့ကပတေးလေးတွေပပါလေးတွေတောက်ချပလိုက်လို့ရတယ်ခင်ဗျားတို့အခြေအနေတောက်ချပလိုက်လို့ရတယ်ဆက်ပြီးလာလိုက်မယ်အညာတေးသဆက်ပြီးလာလိုက်မယ်လာလိုက်မယ်တလုံးပြီးတလုံးလာလိုက်မယ်ထိုးစစ်တပ်မတော်ထိုးစစ်တလုံးပြီးတလုံးလာလိုက်မယ်ဆက်ကြည့်တာကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်